မင်္ဂလာပါ Sagres Band နဲ့လည်းနေပြီးတော့ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့လည်း Amphi Khanchi Repetition တွေကိုအတူတူလေ့လာကြည့်ကြမယ်နော်အဲ့တော့ကြည့်လိုက်ကြရအောင်အဲ့တော့ဒီနေ့သင်မယ့် Khanchi လေးကကျတော့အရက်မျက်နှာတွေကိုကိုစားပြုတဲ့ Khanchi လေးကိုဒီနေ့သင်ရမှာအဲ့တော့ပထမဦးဆုံးနမယ်လေးကိုကြည့်ကြည့်မယ်နမယ်လေးကကျတော့ Kitta လို့ခေါ်တဲ့မြောက် Khanchi လေးမြောက်ဖက်ကိုကိုစားပြုတဲ့ Khanchi လေးလို့မှတ်လိုက်မယ်နော်အဲ့တော့မြောက်ဖက်ကိုကိုစားပြုတဲ့ Khanchi လေးဘတော်ရေးလေကြည့်ကြည့်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ် ်လေးချက်ဇွဲမယ်ငါချက်ဇွဲလိုက်ပြီဒါလေးကခိတလို့ခေါ်တဲ့မြောက်ခန်းကြီးလေးအဲ့တော့သူ့ရဲ့ရေထားပုံလေးကဘလို့လေးဆွင့်လဲဆိုတော့ဒါလေးကဖြောင်းမြန်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ရေထားပုံက hitos red လူခန်းကြီးလေးပေါ့နော် hi လို့ခေါ်တဲ့အဲဒီစကလုံးလေးခတာခနာ hi လေးနဲ့တွေ့နေတာအဲ့တော့လူနှစ်ယောက်ကမျက်နှာချင်းဆိုင်မဟုတ်ဘဲနဲ့ကြောချင်းကပ်ပြီးတော့ရှိနေတယ်ဆိုရင်ခိတဆွင့်မြောက်အရက်ကိုမျက်နှာမူထားတယ်လို့မှတ်လိုက်မယ်ဟုတ်ပြီနော် တော့ hit တို့လို့ခေါ်တဲ့ his ရဲစကားလုံးကိုကြောချင်းကတ်ထားတယ်ဆိုရင်သူ့ရဲ့နာမည်ကခိတလို့ခေါ်တဲ့မြောက်အရက်ကိုကိုးစားပြုတယ်လို့မှတ်ထားပေးလိုက်မယ်။နောက်အဲ့တော့ရေးပုံလေးကိုနောက်တစ်ခေါက်လေးပြန်ကြည့်လိုက်မယ်ဘလိုမျိုးရေးထားတာလဲ။တစ်ချက်ဆွဲမယ်၊နှစ်ချက်၊သုံးချက်ဆွဲမယ်၊၄ချက်၊၅ချက်တခါလေးဆွဲလိုက်တာ။သူ့ရဲ့နာမည်ကခိတ hit တို့လို့ခေါ်တဲ့လူတွေကမြောက်ဖက်ကိုမျက်နှာမူထားတဲ့အတွက်ကြောချင်းကတ်နေတာခိတလို့ခေါ်တဲ့မြောက်ဖက် န်းကြီးလေးလို့မှတ်ထားပြီးမယ်เนาะအဲ့နောက်ထပ်စကားလုံးလေးကြည့်လိုက်ရအောင်အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးရဲ့နာမည်ကကြတော့သူ့ရဲ့ဆန်ကျင်ဘက်မီနာမီတောင်တောင်ဘက်ကိုကိုစားပြတဲ့ခန်းကြီးလေးကိုဆွဲကြည့်မယ်မီနာမီတောင်ခန်းကြီးလေးဘလိုမျိုးဆွဲတာလဲကြည့်ကြည့်မယ်ပထမဦးဆုံးတစ်ချက်နှစ်ချက်အပေါင်းလက္ခဏာပုံစံလေးဆွဲလိုက်မယ်ပြီးရင်သုံးချက်ဆွဲမယ်လေးချက်လေးဆွဲလိုက်ပြီးဟုတ်ပြီเนาะအမိုးပုံစံလေးပြီးတော့မှခလေထဲမှာဟန်လို့ခေါ်တဲ့တဝက်ခန်းကြီးလေးကိုဒ တီအမိုးအောက်လေးထဲမှာထည့်ထားတာဟန်လို့ခေါ်တဲ့တဝိုက်ခန်းကြီးလေးအဲတဝိုက်ခန်းကြီးလေးကိုအမိုးအောက်လေးထဲမှာထည့်ထားတယ်ဆိုရင်မီနာမီလို့ခေါ်တဲ့တောင်ဘက်ခန်းကြီးလေးဖြစ်သွားရောပြန်ဆွဲကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ဆွဲမယ်ငါးချက်၆ချက်ဆွဲမယ်ခုနှစ်ချက်၈ချက်ဆွဲတယ်၉ချက်ဆွဲတယ်ဒါကမီနာမီလို့ခေါ်တဲ့တောင်ဘက်ခန်းကြီးလေးဘာလေးကိုထည့်ထားတာအမိုးအောက်ထဲ ဲမှာ Hans Red တဝက်လေးကိုထည့်ထားတယ်ဆိုရင် Mina Milo ခေါ်တဲ့တောင်ခန်းကြီးလေးလို့မှတ်ထားပေးမယ်ဟုတ်ပြီနော်အဲ့တော့ဒါလေးကိုမှတ်ထားပေးပါအဲ့တော့တောင်ပတ်ပြီးသွားရင်နောက်တစ်ခုဆက်ပြီးတော့ကြည့်ကြည့်မယ်နောက်ထပ်တအုပ်စုကကြတော့ Nishi လို့ခေါ်တဲ့အနောက်ကိုကိုစားပြုတဲ့ခန်းကြီးလေး အမေနော်အဲ့တော့နိရှိလို့ခေါ်တဲ့အနောက်ကိုကိုစားပြတဲ့ခန်းကြီးလေးရေးကြည့်မယ်ဘယ်လိုမျိုးဆွဲတာလဲပထမဦးဆုံးဘေကနေညာမြင်းတစ်ချက်ဆွဲပြီးကြရင်နှစ်ချက်ဆွဲလိုက်ပြီး ပြီးရင်သုံးချက်ဆွဲမယ်ပြီးရင်လေးချက်ဆွဲမယ်ပြီးရင်ငါးချက်ဆွဲမယ်ခြောက်ချက်ဆွဲမယ်ဒီအောက်ကအစိပ်အပိုင်းလေးကလေဒါလေးကယွန်းလို့ခေါ်တဲ့နံပါတ်၄အခင်းကင်းကနဲနံပါတ်၄ကိုကိုစားပြတဲ့ဟာလေးငယ်တူတယ်နော်သူ့ကိုမှအမိုးလေးတင်ပြီးတော့ဆွဲထားတာလေ အဲ့တော့နှစ်မျိုးပေါင်းလိုက်တဲ့အခါမှာအရက်၄မျက်နှာထဲမှာနှိရှိဆိုတဲ့အနောက်ကိုနှုတ်ဦးစားပေးတာပါနှိရှိဆိုတဲ့အနောက်ကိုအရက်၄မျက်နှာထဲမှာဦးစားပေးရတဲ့အတွက်၄ခန်းကြီးလေးထည့်ထားတာအဲ့တော့နှိရှိဆိုတဲ့အနောက်ကိုအရက်၄မျက်နှာထဲမှာဦးစားပေးတာအဲ့တော့နှိရှိဆိုတဲ့စကားလုံးဖြစ်နေတာပြန်ဆွဲကြည့်မယ်ဘလို့ဆွဲထားတာလဲ တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲတယ်လေးချက်ဆွဲမယ်ငါးချက်ဆွဲတယ်ခြောက်ချက်ဆွဲထားတာဒါကအရက်လေးမျက်နှာအแทမှာအနောက်အရက်ကိုကိုစားပြတာကနှစ်ရှိဆိုပြီးတော့မှတ်ထားမယ်နှစ်ရှိဆိုရဲအနောက်ခံစည်းလေးဟုတ်ပြီနော်လွယ်လွယ်လေးပါအဲ့နောက်ထပ်စကားလုံးလေးဆက်ကြည့်မယ်နောက်ထပ်စကားလုံးလေးနာမည်လေးကကြတော့ဟီဂါရှိလို့ခေါ်တဲ့အရှိအရက်ကိုကိုစားပြတဲ့စကားလုံးလေးဆွဲကြည့်မယ်ဟီဂါရှိဟီဂါရှိဆိုတာက အရှိအယက်ကိုကိုးစားပြုတာအဲ့တော့အရှိခန်းကြီးလေးကိုဆွဲကြည့်မယ်ပထမဦးဆုံးတစ်ချက်ဆွဲပြီးပြီးရင်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ဆွဲမယ်ငါးချက်ဆွဲလိုက်ပြီးနော်ပြီးရင်6ချက်ဆွဲမယ်8ချက်ဆွဲမယ်10ချက်ဆွဲထားတာဒါကဟီကားရှိလို့ခေါ်တဲ့အရှိအယက်ကိုကိုးစားပြုတဲ့စကလုံးလေးပြန်ဆွဲကြည့်ဘလို့ဆွဲထားတာလဲ တစ်ချက်ဆွေးမေနှစ်ချက်သုံးချက်ဆွေးတယ်လေးချက်ငါးချက်ဆွေးတယ်ခြောက်ချက်ဆွေးတယ်ခုနှစ်ချက်ဆွေးတယ်ရှစ်ချက်ဆွေးတယ်နေ့ရက်တိုင်းမှာ အရှိအရက်ကနေနေကထွက်လာတာဖြစ်တဲ့အတွက်နေခန်းကြီးအစိမ့်အပိုင်းလေးကိုထည့်ထားတာနေ့ရက်တိုင်းမှာ နေကအရှိအရက်ကနေထွက်တာအဒီတူဟီဂါရှိဆိုရဲအရှိအရက်ခန်းကြီးလေဖြစ်လာတာဟုတ်ပြီနော်အဲ့တော့အရက်လေးမျက်နှာတော့ရသွားမယ်နော်အဲ့တော့အရက်လေးမျက်နှာတော့ကို ပြန်ပြီးတော့ဆွဲကြည့်မယ်ခိတဆိုရဲမြောက်အရခန့်ကြီးကဘလို့ဆွဲတာဟိတိုဆိုရဲလူတွေကကြောချင်းကပ်နေတယ်ဆိုရင်ခိတဆိုရဲမြောက်အရခန့်ကြီးပေးကြရင်တောင်အရခန့်ကြီးကဘလို့ဆွဲတာအပေါင်းလက္ခဏာလေးအောက်မှာအမိုးမိုးထားတယ်အဲ့ဒီအမိုးထဲမှာဟန်လို့ခေါ်တဲ့တဝက်ခန့်ကြီးလေးကရှိနေတယ်ဆိုရင်မီနာမီလို့ခေါ်တဲ့တောင်အရခန့်ကြီးလေး ။နောက်တစ်ခုကကြတော့အနောင်အယံနှိရှိနှိရှိဆိုရဲအနောင်အယံခန်းကြီးကအယက်လေးမျက်နှာထဲမှာကိုစားပြုတာနှိရှိရဆိုရဲအနောင်အယံကိုပူဇော်ပြတာဖြစ်တဲ့အတွက်လေးခန်းကြီးလေးပါတယ်။ပြီးရင်အရှိခန်းကြီးလေးကကြတော့နေရက်တိုင်းမှာနေကအရှိအယက်ကထွက်တာဖြစ်တဲ့အတွက်နေခန်းကြီးလေးပါပြီးတော့ဆွဲထားပေးတာအဲ့လိုလေးတွေတွဲပြီးတော့မှတ်ပေးမယ်။ဟုတ်ပြီနော်အဲ့ဒါဆိုရင်အယက်လေးမျက်နှာတုံးကိုရသွားမယ်နော်။အဲ့တော့နောက်ထပ်စကားလုံးတစ်လုံးထပ်ပြီးတော့ကြီးကြီးကြမယ်။အဲ့ ဲ့တော့နောက်ထပ်စကားလုံးလေးတစ်လုံးကတွဲလုံးမိပါ သူ့ရဲ့နာမည်ကဘလို့ခေါ်လဲဆိုတော့ဒါအိကခုလို့ခေါ်တဲ့တက္ကတူခန်းကြီးလေးကိုဆွဲကြည့်မှဒါအိကခုတက္ကတူခန်းကြီးလေးအဲ့တော့ဒိုင်းနီယာမှာထဲမဲ့ခန်းကြီးကတော့မင်းသားဆန်ကိုတည်ပြီးသားပဲအမြဲလူလိုထဲလာတဲ့အိုခီလို့ခေါ်တဲ့ကြီးမားသောခန်းကြီးလေးကိုထည့်ပြီးမှအနောက်ကဘာနဲ့ပေါင်းထားတာလဲဆိုတော့မာနာပုဆိုတဲ့စကားလုံးလို့လည်းခေါ်တယ်လို့မျိုးကပ်စဲចောင်းသားလို့နော်ခခိုးလို့ចောင်းလို့သူတို့နေရာမှာ ာသုံးတဲ့ခန်းကြီးလေးကိုထိလိုက်တဲ့အချိန်မှာဒိုင်ကခုလိုခေါ်တဲ့တက္ကသိုလ်ဆိုတာဖြစ်သွားတာအဲ့တော့ပညာသင်တဲ့နေရာက ကြီးလာပြီဆိုရင်ဒိုင်ကခုလိုခေါ်တဲ့တက္ကသိုလ်ဆိုတာဖြစ်သွားတာအရှိကကြီးတဲ့ဆိုရယ်ခန်းကြီးရဲ့အနောက်ကကခုရဲ့ပေါင်းလိုက်တော့ဒိုင်ကခုတက္ကသိုလ်ဆိုတာဖြစ်သွားတယ်ဟုတ်ပြီနော်ဒါလေးမှတ်ထားမယ်အဲ့တော့နောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်မယ်အဲ့တော့နောက်ထပ်စကလုံးလေးတစ်လုံး ။နောက်ထပ်စကားလုံးလေးတစ်လုံးကနမည်လေးကိုမှတ်ထားမယ်။နမည်လေးကကြတော့ Gozan လို့ခေါ်တဲ့စကားလုံးလေး Gozan ဆိုတာဘယ်လိုနေရာမှာသုံးတာလဲ။ Gozan မနက်ပိုင်းသူကအင်္ဂလိပ်လိုပြောမယ်ဆိုရင် AM ကိုကိုစားပြုတဲ့စကားလုံးလေးလို့ပြောတာနော်။ Gozan မနက်ပိုင်းအဲ့တော့မနက်ပိုင်းခန်းစည်းလေးရေးကြည့်မယ်။ဘယ်လိုရေးတာလဲဆိုတော့တက်ချက်ဆွဲမယ်၊နှက်ချက်ဆွဲမယ် သုံးချက်ဆွေးတယ်ဒီလိုလေးပိတ်မှာเนาะဥရှိလို့ခေါ်တဲ့နွားခန့်ကြီးနဲ့တော့စံတော်စင်တယ်ဒါပေမဲ့ဥရှိဆိုတဲ့နွားခန့်ကြီးကအပေါ်ကနေအောက်ကိုတခါလေးဖြတ်ပြီးဆွဲချတာเนาะသူကကျတော့ပထမမြင်းချောင်းကနေထိပြီးတော့အောက်ကိုဆွဲချတာမတူဘူးเนาะအဲ့အရလေးတွေသိချခွဲပြီးတော့မှတ်ထားမယ်အပေါ်ကနေအောက်ကိုဆွဲတယ်ဆိုရင်ဥရှိလို့ခေါ်တဲ့နွားခန့်ကြီးမဟုတ်ဘဲနဲ့ဒီလိုမျိုးလေးအပေါ်ထိပ်ဖြားကနေပြီးတော့ဆွဲချတာဆိုရင်သူကခေါ်လို့ခေါ်တယ်ဒီလိုမန တ်ပိုင်းနေရာမှာတုံးတဲ့ခော့ခန်းကြီးလေးအဲ့လိုလေးတွေမှတ်ထားပါမယ်အဲ့တော့ဒါလေးကကြတော့ဟိုခော့ဆန်လို့ခေါ်တဲ့ခော့ကိုကိုစားပြုတဲ့စကလုံးလေးနတ်သူ့ကိုမှတ်ထားမယ်အဲ့တော့သူနဲ့ဗာနဲ့ပေါင်းမလေးဆိုတော့အနောက်ကဇန်နေရာမှာကြတော့မာအေးလို့ခေါ်တဲ့အရှိခန်းကြီးလေးကိုထည့်ပြီးတော့တုံးမှာနှစ်မျိုးပေါင်းလိုက်ရင်အတန်ထွက်ကခော့ဆန်လို့ဖြစ်သွားရော အရှိကခော့ဆိုတဲ့စကလုံးရဲ့အနောက်ကမာအေးခန်းကြီးနှစ်မျိုးပေါင်းလိုက်ရင်ခော့ဆန်လို့ခေါ် တဲ့မနက်ပိုင်းစကားလုံးလေးဖြစ်သွားတယ်။မနက်ပိုင်းဆိုတာကမအဲဆိုတဲ့အရှိအရင်ဦးဆုံးဖြစ်တာလေ။မနက်ပိုင်းပြီးတော့မှဒါမွန်လွယ်ပိုင်းတို့ညနေပိုင်းတို့ရောက်တာဖြစ်တဲ့အတွက်အရှိခံကြီးပါရမယ်။အဲ့ဒါနှစ်မျိုးပေါင်းလိုက်ရင်ဂေါ်ဆန်ဆိုတဲ့မနက်ပိုင်းစကားလုံးလေးဖြစ်သွားမယ်။နောက်တစ်မျိုးလေးကသူနဲ့ခတ်စင်စင်ပဲ။ဘာကစကားလုံးလေးလဲဆိုတော့ခေါငော့လို့ခေါ်တဲ့စကားလုံးလေး။ခေါငော့ဆိုတာမွန်လွယ်ပိုင်းကိုပြောတဲ့စကားလုံးလေး။အဲ့တော့မွန်လွယ်ပိုင်းခန့်စီလေးဆွဲကြည့်မယ်ဘလို့ဆွဲတာလဲ။တစ်ချက်ဆွဲမယ်၊နှစ်ချက်ဆွဲမယ် ်၃ချက်ဆွဲတယ်၄ချက်ဆွဲထားတာတာရိကဂော့ကိုကိုစားပြုတာအဲ့ဒါကိုအနောက်မှာနောက်ထပ်ဂော့တစ်လုံးဘလို့ဆွဲလဲဆိုတော့ တချက်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲတယ်လေးချက်ဆွဲမယ်ငါးချက်ဆွဲတယ်ခြောက်ချက်ဆွဲမယ်ခုနှစ်ချက်ဆွဲတယ်ရှစ်ချက်ဆွဲတယ်ကိုးချက်ဆွဲတယ်ဒီခန်းကြီးလေးကတလုံးနဲ့ဆိုရင်ဥရှိဘရိုလို့ခေါ်တဲ့အမ်သူကအနောက်ကိုကိုစားပြုတဲ့ခန်းကြီးလေးမာအဲအရှိဥရှိတို့နောက်လို့ပြောတယ်နောက်ကိုကိုစားပြုတဲ့ခန်းကြီးလေးအဲ့အားလေးနဲ့ခေါ်နေပေါင်းလိုက်တဲ့အချိန်မှာခေါငေါလို့ခေါ်တယ် ုံးတဲ့ point ဆိုရဲတွဲလုံးလေးတစ်လုံးဖြစ်သွားတာเนาะအဲ့တော့ပြန်ပြောမယ်ဒါကမအဲနဲ့ပေါင်းနေဆိုရင်ဂောဇန်လို့ခေါ်တဲ့မနာပိုင်းခန်းကြီးလေးရမယ်အဲ့လိုမဟုတ်ဘဲနဲ့ဥရှိရိုးလို့ခေါ်တဲ့အနောက်ခန်းကြီးလေးနဲ့ပေါင်းရင်ဂုံငော်လို့ခေါ်တဲ့ဖုံးလေးပိုင်းခန်းကြီးလေးရသွားမယ်အဲ့တော့ဒီဥရှိရိုးခန်းကြီးလေးကိုပြန်ဆွဲပြမယ်เนาะမရေးတတ်မှာဆိုလို့ဥရှိရိုးခန်းကြီးကဘလို့ရေးတာလဲဆိုတော့ပထမအဦးဆုံးတစ်ချက်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ဆွဲမယ် ်5ချက်ဆွဲမယ်6ချက်ဆွဲမယ်ခွန်းချက်ဆွဲမယ်7ချက်ဆွဲမယ်9ချက်ဆွဲမယ်သူကတော့ဘာလို့ခေါ်တာဥရှိဘရူလို့ခေါ်တဲ့စကားလုံးလေးဥရှိဘရူဆိုတာအနောက်ကိုကိုစားပြုတဲ့ခန်းကြီးလေးဥရှိဘရူလို့ခေါ်မယ်ဟုတ်ပြီတော့ပြန်ဆွဲကြည့်မယ်ဘလိုမျိုးဆွဲထားတာလဲတစ်ချက်နှစ်ချက်သုံးချက်ဆွဲမယ်၄ချက် နာချက်ဆွဲတွေ6ချက်ဆွဲမယ်ပြီးရင်9ချက်8ချက်ဆွဲမယ်9ချက်ဆွဲထားတာဒါလေးကအူရှိရူဆိုရဲအနောက်ကိုကိုစားပြုတဲ့ခန်းကြီးစကလုံးလေးရသွားမယ်အဲ့ဒါကိုစောနာကခိုးနေပေါင်းလိုက်တယ်ဆိုရင်အတန်ထွက်ကဘာဖြစ်သွားတာဂုံငေါ်လို့ခေါ်တဲ့မုံးလွဲပိုင်းဆိုတာဖြစ်သွားတာအဲ့ဒါလေးကိုမှတ်ထားနော်ဟုတ်ပြီနောက်ထပ်စကလုံးတစ်လုံးထပ်ကြည့်မယ်အဲ့တော့ နောက်ထပ်စကားလုံးလေးတစ်လုံးကနာမည်ကဘယ်လိုခေါ်လဲဆိုတော့သူ့နာမည်ကတန်ခီလို့ခေါ်တယ်စကားလုံးလေး နာမည်လေးကတန်ခီလို့ခေါ်တယ်တန်ခီဆိုတာက ရာသီဥတုကိုပြောတာအဲ့တော့တန်ခီဆိုတဲ့စကားလုံးလေးရေးကြည့်မယ်တန်နေရာမှာထည့်မယ်စကားလုံးလေးကဘလို့ရေးလဲဆိုတော့မြင်းတို့လေးအရင်ဦးဆုံးဇွဲပြီးရင်မြင်းရှေလေးဇွဲမယ်နှစ်ချက်ပြီးရင်သုံးချက်ဇွဲမယ်လေးချက်ဇွဲမယ်ဒါကတန်ကိုကိုစားပြုတာသူ့ရဲ့အနောက်ကခီကတော့မင်းနာဆန်နုံနဲ့ရင်းနေပြီးသားဂန်ခီချမ်းမာတော့တွက်လက်တော့သူတို့တန်ခီရာသီဥတုလို့ပြီးရင်ဒန်ခီလက်ရဆက်မီလို့ ဒီလိုနေရာမှာတုံးတဲ့ key ဆိုတဲ့စကားလုံးလေးတစ်ချက်ဆွဲနှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ဆွဲမယ်ငါးချက်ဆွဲမယ်ခြောက်ချက်ဆွဲတဲ့ဒါကတန် key လို့ခေါ်တဲ့ရာသီဥထုဖြစ်သွားရော အရှိကတန်ကိုကိုစားပြုတယ်အနောက်က key ကိုကိုစားပြုတော့နှလုံးပေါင်းလိုက်ရင်တန် key လို့ခေါ်တဲ့ရာသီဥထုဆိုတာဖြစ်သွားရောပြန်ဆွဲကြည့်မယ်တန် key ရာသီဥထုဘလိုမျိုးဆွဲတာလဲတစ်ချက်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက် က်ဆွဲတယ်အနောက်မှာကခိဆိုတဲ့စကားလုံးလေးကိုရေးပေးလိုက်တာအဲ့တော့နှစ်မျိုးပေါင်းလိုက်ရင်အတန်ထွက်ကတန်ခိလို့ခေါ်တဲ့ရာသီဥထုစကားလုံးလေးဖြစ်သွားတာတန်ခိရာသီဥထုဟုတ်ပြီနော်အဲ့တော့နောက်ထပ်စကားလုံးတစ်လုံးထပ်ကြည့်မယ်အဲ့တော့နောက်ထပ်စကားလုံးတစ်လုံးရဲ့နာမည်ကဘလို့ခေါ်လဲဆိုတော့ဥမာလို့ခေါ်တဲ့မြင်းခန့်ကြီးလေးဥမာမြင်းခန့်ကြီးလေးဟုတ်ပြီနော်အဲ့တော့မြင်းခန့်ကြီးလေးဆွဲကြည့်မယ်ဘလို့ဆွဲလဲလို့ပထမဦးဆုံးတစ်ချက် နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ငါးချက်ဆွဲမယ်ခြောက်ချက်ဆွဲလိုက်ပြီးခုနှစ်ချက်ရှစ်ချက်ကိုးချက်ဆယ်ချက်ဆွဲတယ်ဒီရောက်ကအဆက်ကလေးလေးဆက်ကဘလို့မှတ်မလဲဆိုတော့မြင်းမိလို့မှတ်လိုက်မယ်မြင်းရဲ့အမိဟုတ်ပြီနော်အမြင်းရဲ့အမိလေးတွေပါတယ်ဒါဆိုရင်ဥမလို့ခေါ်တဲ့မြင်းခန့်ကြည့်လို့မှတ်ထားပါမယ်ပြန်ဆွဲကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်ဆွဲမယ်လေး ၄ချက်၅ချက်၆ချက်ဆိုရဲခွန်းချက်၈ချက်၉ချက်၁၀ချက်ရှိတဲ့ဒါကဥမာလို့ခေါ်တဲ့မြင်းကိုကိုစားပြုတဲ့စက္ကလုံလေးเนาะအဲ့တော့နောက်တစ်လုံးလေးကြည့်လိုက်ရအောင် အဲ့တော့နောက်ထပ်စကားလုံးတစ်လုံးရဲ့နာမည်ကကြတော့စခနလို့ခေါ်တဲ့ငါးခန်းကြီးလေးစခနငါးခန်းကြီးလေးကိုဆွဲကြည့်မယ်အဲ့တော့ငါးခန်းကြီးကဘလို့ရေးတာလဲဆိုတော့တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ငါးချက်ဆွဲမယ်၆ချက်ခုနှစ်ချက်ဆွဲတာရှစ်ချက်ကိုးချက်စေချက်ဆက်တစ်ချက်ဆွဲတဲ့တဆိုရင်လေကွင်းခန်းကြီးလေးမှာ အောက်ကအဆက်လေး၄ဆက်ကဘာနဲ့တူလဲဆိုတော့ ငားရဲ့အမိတိနေတူတယ်။အဲ့ဒီတော့အခုအချိန်မှာမြေကြီးပေါ်မှာရှိနေတာက စခနာလို့ခေါ်တဲ့ငားခန့်ကြီးလို့မှတ်လိုက်မယ်။ဒါလေးကခတာခနာမှာခုလေးနဲ့နည်းနည်းလေးခက်ဆင်ဆင်ဖြစ်နေတာ။အဲ့ဒီတော့အခုလက်ရှိမှာတလို့ခေါ်တဲ့လေကွင်းမှာရှိနေတာကစခနာလို့ခေါ်တဲ့ငားဆိုပြီးတော့မှတ်ထားလိုက်မယ်။တော့အဲ့တော့ပြန်ဆွဲကြည့်မယ်ဘလို့ပုံစံလေးဆွဲထားတာလေ။သူ့ဆွဲပုံကတစ်ချက်နှစ်ချက်ဆွဲမယ်။သုံးချက်လေး းချက်ဆွေးမေ၅ချက်၆ချက်၇ချက်ဆွေးမေ၈ချက်ဆွေးမေ၉ချက်ဆွေးမေ၁ချက်၁၁ချက်ဆွေးတာအခုအချိန်မှာလေကွင်းမှာရှိနေတာကသာခနာလို့ခေါ်တဲ့၅ခန်းကြီးလို့မှတ်ထားပေးမယ်သာခနာ၅ခန်းကြီးလေးဟုတ်ပြီနော်အဲ့ဒါနောက်ထပ်စကားလုံးလေးတစ်လုံးဆက်ပြီးတော့ကြည့်ကြည့်မယ် အဲ့တော့နောက်ထပ်စကလုံးလေးနမေကဗာလဲဆိုတော့ချစ်ချီလို့ခေါ်တဲ့အဖေခန်းကြီးလေးကိုဆွဲချင်းမဲ့အဖေကိုကိုစားပြုတဲ့ခန်းကြီးလေးရေးချင်းမဲ့ပထမဦးဆုံးတစ်ချက်ဆွဲမယ်နှစ်ချက်ဒါကကြတော့ဟာချီလို့ခေါ်တဲ့ရှစ်ခန်းကြီးလေးကင်ကနန်ရှစ်ကိုရေးတဲ့ခန်းကြီးနဲ့တူတယ်သူ့ရဲ့အောက်ကလေးမှာတစ်ချက်နှစ်ချက်ဒါလေးကတစ်ချီခပ်ပုံစံမျိုးလေးဆွဲထားတာအဲ့တော့ရှစ်ကျိန်ရှစ်ခါအမှားမလုံမိစေဖို့အဖေကဆုံးပါပါလေရှစ်ကျိန်ရှစ်ခါ အမှားမလုံးမီဖို့ချစ်ချစ်ဆိုရင်အဖေကဆုံးမပါလေလို့မှတ်ထားပေးမယ်အဖေဆိုတာဘလို့မျိုးလဲချစ်ကြင်ရှစ်ခါအမှားမလုံးမီအောင်လို့ချစ်ချစ်ဆိုရင်အဖေကဆုံးမတာအဲ့တော့ဆွဲချက်လေးပြန်ကြည့်တစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်ဆွဲမယ်လေးချက် သူ့နာမည်ကဘလို့ခေါ်တာချစ်ချစ်ဆိုရင်အဖေခန်းကြီးလေးချစ်ကြင်ရှစ်ခါအမှားမလုံးမီစီဖို့ချစ်ချစ်ဆိုရင်အဖေကဆုံးမတယ်လို့မှတ်ထားပေးမယ်ဟုတ်ပြီနော်အဲ့တော့နောက်ထပ်စကားလုံး ုံးလေးကြည့်ကြည့်မယ်အဖေခန်းကြီးပြီးသွားတော့ဒီတစ်ခေါက်ကအမေခန်းကြီးကိုယ့်ရဲ့အမေကိုဘလို့ခေါ်တာဟာဟာလို့ခေါ်တာဟုတ်ပြီနော်အမေကိုကိုစားပြည့်တဲ့ခန်းကြီးတွေဆွေးကြည့်မယ်ဘလို့ဆွေးတာလဲ တစ်ချက်ဆွဲမယ်ပြီးရင်နှစ်ချက်လေးဆွဲတယ်သုံးချက်လေးချက်ဆွဲမယ်မြင်းရှိကြီးတစ်ချောင်းငါးချက်ဖြတ်လိုက်တယ်သူ့ရဲ့နမေကဟဟလို့ခေါ်တယ်အမေကိုကိုစားပြတဲ့အခန်းကြီးအမေကထိုင်နေတဲ့ပုံစံမျိုးလေးဆွဲထားပေးတာပြန်ဆွဲမယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲမယ်မြင်းရှိတစ်ချောင်းငါးချက်ဖြတ်လိုက်ပြီးဒါကဟဟလို့ခေါ်တယ်အမေခန်းကြီး ပြန်ဆွဲကြည့်တစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်လေးချက်ဆွဲမယ်ငါးချက်ဒါကဟဟလို့ခေါ်တဲ့အမိကိုကိုစားပြုတဲ့ခန်းကြီးစကလုံးလေးဟုတ်ပြီနော်အဲ့တော့အဖေခန်းကြီးကတော့ရှစ်ကျင်ရှစ်ခါအမားမလုံးမိအောင်လို့အဖေကစုံမတယ်အမေခန်းကြီးကကြတော့ထိုင်နေတဲ့ပုံစံမျိုးလေးဆွဲထားပေးတာဒါကဟဟဆိုရဲအမေခန်းကြီးလေးအဲ့တော့အဲ့ဒီအမေခန်းကြီးကိုဝါတာရှိလို့က အဲဒါလေးကိုတစ်ချက်လောက်ကြည့်ကြည့်မယ်အမေခန်းကြီးကိုပြန်ဆွဲကြည့်လိုက်အမေကိုကြတော့ဟာဟာဆိုပြီးတော့ခေါ်တာအဲ့ဒီအမေခန်းကြီးရဲ့အနောက်မှာခုနီလိုခေါ်တဲ့နိုင်နိုင်ခန်းကြီးလေးထည့်လိုက်ရင်ဘာသာပြန်ကြည့်လိုက်ရင်အမေနိုင်နိုင်မဟုတ်ပဲနဲ့အမိနိုင်နိုင်ဆိုတဲ့အတိတ်ပဲဖြစ်မယ်အဲ့တော့အမိနိုင်နိုင်ကိုဝါတာရှင်တို့ကဂျပန်လိုဆိုရင် ဘိုခိုခုလို့ခေါ်ပါတယ်ဘိုခိုခုဆိုတာအမိနိုင်ငံဆိုရဲအတိတ်ပဲအဲ့ဒီကျွတ်အမေခန်းကြီးနဲ့နိုင်ငံခန်းကြီးနှစ်မျိုးပေါင်းထားတာเนาะအတန်ထွက်ကဘိုခိုခုလို့ခေါ်ပေးမယ်ဘိုခိုခုအတိတ်ပဲကအမိနိုင်ငံဆိုရဲအတိတ်ပဲပါ အမေခန်းကြီးနဲ့နိုင်ငံနဲ့ပေါင်းရင်အတန်ထွက်ကအမိနိုင်ငံလို့ခေါ်တဲ့ဘိုခိုခုဆိုတာရရသွားလိမ့်မယ်ဟုတ်ပြီเนาะအဲ့တော့ဒီနေ့အပိုင်းလေးအတွက်ကိုဒါလေးတွေကိုသေချာလေးရေးမှတ်ကြက်ထားပေးမယ်เนาะအားလုံးပဲအစင် င်ပေးမယ်လို့ထင်ပါတယ်။